အလုံးမဲမင်္ဂလာပါဒီနေ့မှာလဲပရလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းတစ်ခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါကတော့လူဝင်စားတွေနဲ့ပတ်သက်နေတဲ့အကြောင်းအရာတစ်ခုပါဒီလူဝင်စားအကြောင်းကိုကျွန်တော်မပြောခင်မှာကျွန်တော်တို့ဘုဒ္ဓဘာသာမှာဆိုရင်နောင်ဘဝရှိရဲဆိုတာယုံကြတယ်နော်ကျွန်တော်တို့ကဒီပရိနိဗ္ဗာန်မရမချင်းနိဗ္ဗာန်မရောက်မချင်းဒီ30ဘုံမှာအကုသို့အကုသို့အကျိုးပေးနေကျင်လည်ရတာတော့လူရန်သိပါတယ်ပြီးတော့ခရစ်ယာန်တွေမှာဆိုရင်တော့သူတို့ကဒီဘဝကတည်ပြီးတာနဲ့သူတို့ရဲ့ ပရတိတုဘုံလို့ခေါ်တဲ့ကောင်းကင်နိုင်ငံတော်ရောက်တယ်လို့သူတို့ကယူဆကြတယ်။အစ္စလမ်ဘာသာမှာကြတော့ကျွန်တော်တငယ်ချင်းပြောပြတာကသူတို့ရှင်မားတဲ့နောက်ဘဝမရှိတော့ဘူး။ဒီဘဝကနောက်ဆုံးပဲဆိုပြီးသူကပြောတာ။ကျွန်တော်မသိတာကဟိန္ဒူတွေနဲ့ပတ်သက်ပြီးတော့ဟိန္ဒူတွေမှာရောနောက်ဘဝနဲ့ပတ်သက်ပြီးတော့ရှိတာလားမရှိတာလားဆိုတာကိုကျွန်တော်မသိဘူးပေါ့။ဟိန္ဒူဘာသာနဲ့ပတ်သက်ပြီးတော့သိခဲ့လို့ရှိရင်လည်းကျွန်တော်ပြန်ပြီးတော့ပြောပြပါအောင်။ထားပါတော့ကျွန်တော်ပြောချင်တဲ့အဲ့ဒီလူဝင်စားအကြောင်းကိုကျွန်တော်ပြောပြမယ်နော်။အဲ့ဒီဟာက ဒီ2024နိုဝင်ဘာလလောက်မှာတွေ့ခဲ့တာဗောနော်အဲ့ဒီရေးထားတဲ့ဟာတခုအဲ့ဒါကိုကျွန်တော်ပြန်ပြောပြမယ်နည်းနည်းတော့စိတ်ဝင်စားဖို့ကောင်းတယ်ဒီကဘီဒင်ဆီယာလီအကြမ်းမြင်တို့ဒီတဲရော့တို့ဟောတဲ့ဘီဒင်ဆီယာလီတယောက်နဲ့လည်းပတ်သက်နေတာဗောနော် तू ကပြန်ပြီးတော့ပြောပြပြီးထားတာ तू ကအဲ့တုန်းကမနဲ့3နာရီလောက်ရှိမယ် तू ဘီဒင်နေပိုင်းဟောပြီးတော့ကဲနားတော့မယ်လို့ပြင်နေတဲ့အချိန်မှာမက်ဆေ့ချ်ကနေကောင်မလေးတယောက်ကစာလာပို့ဆရာရဲကျွန်မရင်ဖွင့်ညင်လို့ပါဆိုတော့စာပို့တယ် तू ကလည်း ဟုတ်ကဲ့ပြောပါတော့ပြောတော့ကောင်းမလေးကပြောတယ်ဆရာတဲ့ကျမငငယ်လေးတွေကအိမ်မက်တစ်ခုဆွဆွမြင်းမြင်းမှတ်တယ်တဲ့အဲ့အိမ်မက်ထဲမှာတဲ့ကျမအဖေကကျမကိုရေနှစ်တက်နေတာအချိန်ချိန်ပဲတဲ့အဲ့ဒါဘာဖြစ်လို့လဲတဲ့ပြီးတော့အခုကျမအဖေကတည်သွားပြီတဲ့တည်သွားတဲ့အချိန်အောင်အဲ့ဒီအိမ်မက်ကလုံးဝမေးဖြောက်လို့မရဘူးတဲ့ကျမအဖေကမကြွမလွတ်ဘူးလားဗောလေအဲ့ဒါဖြင့်မေးတော့အဲ့ဒီဘီလင်းဆရာလေးက "तू ကပုံမှန်တိုင်းဆိုရင်တဲတော့ပဲဟောတာဒီလိုမျိုးဝိညာဉ်တွေပါလေ"မေးတာတွေပါလေကြည့်မေးတာတွေ ကြားမြင်လောက်တာသူမလောက်တာမလောက်ဘူးပေါ့နော်ဒါပေမဲ့အဲ့နေ့ညကသူကလည်းအာယုံရနေတယ်နောက်ပြီးတော့လေကောင်မလေးကိုလည်းတနာတော့သူကလှုပ်ပြီးလိုက်တယ်လှုပ်ပြီးလိုက်တော့သူ့ရဲ့အာယုံထဲမှာအဲ့လူကဟုတ်တယ်ရေကန်ဘေးနားကြီးမှာမတ်တက်ရက်နေတာလူတယောက်ရေကန်ဘေးနားမှာမတ်တက်ရက်နေတာပြီးတော့ဒီဘက်ကတော့မလဲလာဘူးသူကနောက်ကျောပေးထားတဲ့ပုံစံသူကမြင်တယ်အဲ့နဲ့အဲ့ကောင်မလေးသူကပြောတာညီမရဲ့အဖေပုံစံကဒီလိုဒီလိုပုံစံလားညီမမြင်တဲ့ဒီရေကန်က ဒီလိုနေထားလာဘီနားမှာဘာညာရှိရပေါ့လေအဲ့လိုပြောတော့အဲ့ဒီ main ကလေးကလည်းတေချာပြန်စဉ်းစားဟုတ်တယ်ကွက်တီပဲဆရာပြောတဲ့အတိုင်းပဲအဲ့ဒါသူ့အဖေပြီးတော့အဲ့ဒီရေကန်ကလည်းသူ့အိမ်မက်ထဲမှာသူ့အဖေသူ့တတ်နေကြရေနဲ့တတ်နေကြရေကန်သာသဖြင့်ပြောတော့အဲ့နဲ့အဲ့ဆရာကလည်းပြန်ပြောတယ်ဘာပြင်းဆရာလေးကလည်းဟုတ်တယ်တဲ့ညီမအဖေကမကြွတ်သေးဘူးတဲ့အဲ့ဒီရေကန်နားမှာပဲအခုချိန်နေရှိနေသေးရပေါ့လေဆိုပြောတော့ကောင်းမလေးကဝမ်းနေတာပေါ့လေဝမ်းနေပြီးတော့ ဘာကြောင့်များပေါ့နော်ကျမဖေကကျမကိုဒီလောက်ထိရှိနှစ်တက်နေရတာလဲပေါ့သူကစဉ်းစားမရဘူးအိမ်မထဲမှာအဲ့လိုငငယ်လေးရအခုချိန်ထိအမှတ်နေတာပေါ့နော်ဒါမဲ့အပြင်မှာကြတော့သူ့ဖေကသူ့အရန်ချစ်တာတဲ့လူတိုင်းကြီးကလည်းကာကွယ်ပေးတယ်တခါမှငငယ်ရနေဆုံးသွားတဲ့အထိလုံးဝလက်ဖျားနဲ့မပြောနဲ့ဗစက်နဲ့တောင်ဘယ်လိုမျိုးသူ့မမမဲမဲမပြောဘူးတဲ့ဆိုတော့အဲ့ကောင်မလေးကအင်းဆရာကိုပြန်ပြော ီးတော့သူကမေးတယ်ကျမနဲ့ကျမဖေကတိုက်ဆက်တွေများလားဗောနော်ဒီဂျေကန်နဲ့ပတ်သက်နေပြီးတော့တိုက်ဆက်များလားဆိုသူကစစ်ကြည့်တယ်စစ်ကြည့်ရဘလို့ပဲဒီတက်ရော့ကတ်တွေဆွဲဆွဲဘလို့ပဲအကြမ်းမြင်နေသူဟိုဖြစ်ဖြစ်မိကုန်းနေရထန့်မိကုန်းနေရဒီမှာဒီမှာမှန်တယ်နောက်တစ်ခုကမှားတယ်မှားတယ်မှန်တယ်မှားတယ်မှန်တယ်ရောထွေးနေအဲ့အချိန်မှာသူ့ရဲ့နားရဲကိုသူ့ရဲ့သူ့ရဲ့ထားပါတော့ဒီအကြမ်းမြင်ပတ်သက်ပတ်သက်တဲ့ပုံကိုရပါဗောနော်အကူကြီးကစက်တရအလာပြောတာလူဝင်စားတွေတဲ့ ဆိုတော့ပြောအဲ့နဲ့ဒီပီရင်ဆရာလေးကလည်းရုတ်တရက်အဲ့ဒီကောင်မလေးကိုမေးတယ်ညီမရဲ့ညီမကလူဝင်စားလားလို့မေးတယ်တော့အဲ့ကောင်မလေးကအဲ့ကြမ်းမှသူကပြောတယ်ဟုတ်တယ်တဲ့ကျမကလူဝင်စားတယ်ကျမကငငယ်လေးတော့အမင်းကပြောပြဘူးတဲ့ပြီးတော့ကျမကဒီကြောကုန်းမှာပေါ့နော်မဲညိုမဲကွက်ကြီးအကွက်လိုက်ကြီးရှိတယ်တဲ့ဆိုပြီးတော့ပြောတယ်အဲ့နဲ့ပြောတော့မှပီရင်ဆရာလေးကအင်းဒါဆိုရင်တော့တခုခုပဲတဲ့တိကျတော့ပြောဖို့ကနည်းနည်းတော့ခက်ခဲတယ်တဲ့ ပေါ့နော်အဲ့ဒါကြောင့်ねညီမအဖေနဲ့ပတ်သက်ပြီးတော့တဲ့ညီမအဖေကဘယ်မှနေတာလဲတဲ့ဆိုတော့ဒီမြို့သားလားကျွာသားလားပေါ့လေမေးတော့အဲ့ကောင်မလေးကပြောတယ်အရင်တော့အဲ့အဖေတို့ကယွာမာနေတာတဲ့ဒါမဲ့ကျွန်မမွေးမွေးပြီးချင်းမှာပဲဒီမြို့ကိုပြောင်းလာကြတာတဲ့ဆိုတော့ပြောတော့ဒါဆိုရင်ねညီမယွာကိုပြန်มาလားတဲ့ယွာကိုပြန်ပြီးတော့ညီမအဖေနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေတေချာမေးမြန်းစူးစမ်းมาလားဆိုတော့ဒီပီလင်းဆရာလေးအကြံပေးလိုက်အကြံပေးလိုက်တာနဲ့ဒီကောင်မလေးကလည်းဘာပြောလဲဆိုတော့အဲ ဒီကထင်ကခင်းမာတဲ့ဒီဒီနှစ်ပေါ့နော်ရွာပြန်မာတဲ့ရွာပြန်ပြီးကထင်ခင်းမာတဲ့ဒီအခုလိုမျိုးအဖေကမကျွတ်မလုပ်ဘူးဆိုတော့အဖေကိုလည်းကုသအမြားတွေပေးလို့ရအောင်တဲ့ရွာကိုတေချာပေါက် ပြန်မယ်တဲ့ပြီးတာနဲ့ရွာမှာသူ့ရဲ့အိမ်မက်နဲ့ပတ်သက်ပြီးတော့ပေါ့နော်တိလို့တင်ညာလိုက်စုံစမ်းကြည့်မယ်အစားဖြင့်သူကအဲ့လိုပြောပြီးတော့ဖုန်းချလိုက်ကဖုန်းချလိုက်ပြီးတော့တပတ်လောက်နှစ်ပတ်လောက်ကြာလိုက်တော့အဲ့ဒီကောင်မလေးကဖုန်းပြန်ဆက်လာဖုန်းပြန်ဆက်ပြီးတော့ဇာရဲကျမကိုဖတ်မိသေးလားတဲ့ဆိုတော့အဲ့ဒီဘီဒင်းဇာလေးက မှတ်မိပါတယ်တဲ့အဲ့တော့ဆရာပြောတာမှန်တယ်တဲ့အမှန်ပဲတဲ့ကျွန်မရွာကိုရောက်သွားတယ်တဲ့ဆိုတော့ရွာကိုရောက်သွားတော့သူကចောင်းတန်ဖုန်ကြီးရှိဘလူကိစ္စတွေပါတယ်နဲ့သွားတော့ចောင်းတန်ဖုန်ကြီးကသူ့ကိုမေးတယ်ဘလူသမီးလဲလို့မေးတော့သူကဘယ်သူရဲ့ဥပဒူရဲ့သမီးပါဗောစသဖြင့်ပြောလိုက်တော့ဖုန်ကြီးကတကားမလေးရတဲ့လူဝင်စားဆိုတာကိုကုတ်ကိုတိလာတယ်ဆိုတော့မြေကွန်စမေးပါလေရောအဲ့နဲ့အဲ့ဒီမိန်းကလေးကလည်းတိပါတယ်ဗော तू သိတယ် तू သိတယ် तू ကလူဝင်စားဆိုတာသူ့အမေကပြောပြထားလို့ तू သိပါတယ်ဆိုပြောတော့ပြသူ့အိမ်မှာအကြောင်းဖုန်းညွတ်တော့အဆအဆုံးပြောပြလိုက်ကပြောပြလိုက်တော့ဖုန်းညက်ခဏတော့တိတ်ဆိတ်ပြီးတော့သူ့ကိုဒီလူဝင်စားနဲ့ပတ်သက်တာတွေဝကြွေးတွေနဲ့ပတ်သက်တဲ့တရားတွေတခြားဟောတယ်ပေါ့ဗျာဟောပြီးတော့ဒီမှာလေးကိုပြောပြမယ်တဲ့စိတ်တော့မကောင်းမဖြစ်နဲ့ပေါ့နော်အရင်တော့အားတဲ့ဒီရွာမှာလူမိုက်တကောင်ရှိတယ်လူမိုက်တစ်ယောက်ရှိတယ်တဲ့သူကလူမိုက်ကောင်မောက်တယ်တဲ့ ြီးတော့လည်းသူကသူများလင်းရှိမရားတွေကြားခိုးတယ်ပြီးတော့သူကတဏှာရာကတော်တော်ကြီးတယ်တဲ့နောက်ဆုံးဘယ်လောက်ထိဖြစ်သွားလဲဆိုရင်နဲ့ဒီဒီဂျွာသူပဲတရွာရဲနေတဲ့ဂျွာသူကိုပဲလဲဟွာလဲကတဲ့ယိုးမှာအဓမ္မပေါ့ဗျာအဓမ္မမကောင်းနဲ့မကောင်းနဲ့ဟာလဲလုတ်ပြစ်လိုက်ပေါ့လုတ်ပြစ်ပြီးတော့ပြီးသွားလားဆိုတော့မပြီးဘူးအဲ့ကောင်မလေးကိုသူကတတ်ပြစ်လိုက်တယ် တက်ပြစ်လိုက်တော့အဲ့ဒီချိန်မှာရွာမှာရှိတဲ့ကာလာသားတွေရောတခြားရွာမှာရှိတဲ့ကာလာသားတွေရောကဒီကောင်းရဲ့ဓာန်ကိုဒီလူမရဲ့ဓာန်ကိုလုံးဝမခံစားနိုင်တော့ပဲနဲ့ဝိုင်းပြီးတော့အမဲဖြတ်သလိုရိုက်နှက်ကြတာပေါ့ဗျာရိုက်နှက်တာရိုက်နှက်တာမှအဲ့ဒီလူရဲ့ကန္နာကိုတခုလောက်ဖွဲအိတ်လိုပဲဝိုင်းပြီးထိုးကြိတ်ကြတာထိုးကြိတ်တယ်ပြီးတော့ရေနှက်တတ်ကြတယ်အဲ့လူကိုနောက်ဆုံးအဲ့လူကအများနဲ့တယောက်ဆိုတဲ့အတွက်ကြောင့်အဲ့လူမိုက်ကပြန်တော့မလုပ်ဘူးအန်ကြိတ်ခံပြီးတော့ငါဒီဘဝကတော့ မင်းတို့ကအများတရားမလို့ငါမနိုင်လို့ငါအန်ဂျီခံပြီးအသေးခံမယ်ဒါပေမဲ့ငါတည်ပြီးတော့နောက်ဘဝဖြစ်တာနဲ့မင်းတို့ရှိကငါချက်ချင်းပြန်လာခဲ့မယ်မင်းတို့တရွာလို့ငါအမှုတ်ကျိတ်မယ်ဆိုပြီးတော့အဲ့လိုမျိုးကျင်းသွားပြီးတော့အန်ဂျီခံပြီးနောက်ဆုံးတည်သွားတယ်တည်သွားတယ်သူ့ကိုရိုက်နှက်တဲ့ကာလာသားအများစုကလည်းထောင်းနေပါလေကြာသွားတယ်ဗောဗျာဒီမှာနှိမ့်ရှိထောင်းနေပါအကုန်လုံးကြာကုန်တချို့ကြတော့လေသူမပါဘူးကျွန်တော်တို့ပဲလောက်တာသာသဖြင့်အဲ့လိုမျိုး၁၀ယောက်လောက်လို့ရှိရင်၅ယောက်လောက်ကပဲ ကုန်လုံးကာပြီးတော့ခံသွားတယ်ကျန်တဲ့9ယောက်လောက်ကတော့မိမဘာချိညာချိဆိုတော့သူကဒူတမ်းပဲလွတ်သွားတယ်ပေါ့ဗျာထားမယ်ထားလိုက်ပါတော့ဒီကိစ္စကတော့အဲ့ဒါနဲ့ဂျွာကလည်းအဲ့လိုမျိုးတည်သွားတည်သွားတော့မီးတကြိုဖို့ပဲလောက်ကြတယ်မီးအမြုပ်မခံဘာဖြစ်လို့တော့ဂျွာနာတယ်တဲ့ဒီလိုကောင်းမျိုးရှိလာတယ်ဆိုတော့မီးတကြိုပြစ်လိုက်မီးတကြိုပြီးတော့အများမကြံမျိုးပေါ့အဲ့လူမိုက်ကဒီဂျွာမှာပဲလူပြန်ဝင်စားတာ ူပြန်ဝင်စားတော့တရွာလုံးကလည်းတိတယ်ဘာလို့လဲဆိုတော့အဲ့ဒိုင်ယာတွေကြီးပဲအဲ့ကလေးလေးမွေးလာတော့အဲ့ဒီမိန်းကမအခုကောင်းမလေးဆိုတော့သူမွေးလာတော့သူ့ရဲ့ကြောကုန်းနောက်တွေဘာလဲဘာလို့ပေါ့ဒိုင်ယာတွေကြီးပဲအဲ့လိုမွေးလာတာအကုန်လုံးကယောက်ျားလေးလို့ထင်တာဒါပေမဲ့ယောက်ျားလေးဆိုရင်တော့အကုန်လုံးကတော့ဟာဒုက္ခပဲစဉ်းစားနေအချိန်မှာမိန်းကလေးလာဖြစ်တယ်အရင်ဘဝကယောက်ျားလေးနော်ဒီဘဝမှာမိန်းကလေးလာဖြစ်တယ်အဲ့နဲ့အကုန်လုံးကတရွာလုံးကမိန်းကလေးဖြစ်တယ်ဆိုတော့သူတဲ့ သူ့ရဲ့ဝတ်ကြွေးတွေကိုလည်းမင်းကလေးဘဝနဲ့ဘယ်လိုခံစားရမလဲဆိုတာငါတို့စောင့်ကြည့်ကြမှာဆိုတော့အဲ့လိုပဲစိတ်ထဲထားလိုက်ကြတာပေါ့လေအကောင်လုံးကလည်းတရွာလုံးကလည်းဒီကလေးတော့ဟွန်းဟွန်းဟွန်းအဲ့လိုမျိုးလို့သိမကြည်ချင်ဘူးပါဗျာအဲ့နဲ့ဒါပေမဲ့သူ့ရဲ့မိဘတွေကကြတော့အရင်ဘဝကဘယ်လောက်ပဲလူမိုက်ဖြစ်ခဲ့ဖြစ်ခဲ့မဒိန်ကောင်ဖြစ်ခဲ့ဖြစ်ခဲ့အခုချိန်မှာလူမမယ်ကလေးလေးသူတို့သမီးလည်းဖြစ်နေတယ်ဆိုတော့သူတို့သမီးကိုကာကွယ်တဲ့အနေနဲ့ဒီကြွားမှာမနေတော့ဘဲနဲ့မြို့ကိုပြောင်းသွား မျိုးပြောင်းချသွားတာလူမမဲအရွယ်လေးကအဲ့ကလေးလေးကအဲ့ဒါကြောင့်မျိုးကိုရောက်လဲအဲ့ကလေးလေးကဝက်ကတော့လဲတယ်ဆိုတော့သဘောတိုင်းပဲသူငငယ်တဲ့ကအဲ့ဒီအိမ်မက်ကိုတောက်လျှောက်မှတ်တာသူ့အဖေတည်တဲ့အထိပဲလုံးဝဘလို့မှလည်းဖြောက်ပြက်လို့မရဘူးပေါ့နော်အဲ့ကြောင့်နဲ့အခုဒီဒကာမလေးမှတ်နေတဲ့အိမ်မက်ထဲကဒကာမလေးရဲ့ဖေကဒကာမလေးကိုတတ်နေရဆိုတာလေတဲ့အဲ့ဒါတဲ့ တခြားမဟုတ်ဘူးတဲ့အရင်ဘဝကရကမာလေးကအဲ့ဒီလူမိုက်ဆိုတဲ့လူပဲတဲ့လူမိုက်သိလို့ဝင်စားတာတဲ့ဆိုတော့အဲ့တော့ပြောလိုက်တော့မှ तू ကအဲ့အချိန်ကျမှဇက်ရည်လဲွာ तू ကအရင်ဘဝကလူမိုက်တရွာလုံးကရိုက်တက်လို့ तू ကသိတယ်အရေကန်နားမှာရေနှစ်တပါးတတ်ခံပြီးသိတယ်သိပြီးတော့အဲ့ရွာကလူရှိမှာပဲသူ့ကိုရိုက်ခဲ့တဲ့လူလူတွေကတယောက်ရှိမှာပဲတမီးဖြစ်ဝင်စားတယ်ဒါပေမဲ့သူ့အဖေကသူ့တမီးလေးအတွက်ဆိုပြီးတော့အဲ့ဟာတွေမိပြစ်ပြီးတော့ တရွာပါပြောင်းတရွာပါပြောင်းပြစ်ပြီးတော့မြို့ကိုပါပြောင်းပြစ်ပြီးတော့ဘဝသစ္စာပေးတယ်ဒါပေမဲ့ဝတ်ကျွေးကဘလို့မှမလွတ်တော့ငငယ်လေးကအဲ့လိုတွေမှတ်တယ်ခံစားရတယ်ပြီးတော့ तू ကပြောပြတယ်တကယ်ဝင်ခံတာပေါ့နော်ဝတ်ကျွေးဆိုတာကတဲ့ဘယ်ဘဝပဲရောက်ရောက်တဲ့စံမှာတဲ့လဲတယ်ဝတ်ဆိုတာလဲတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့ကျမကတဲ့ဒီဘဝမှာအမျိုးသမီးဖြစ်တယ်တဲ့အမျိုးသမီးဖြစ်တယ်ပြီးတော့ ယောက်ျားယူရင်တော့ကလေးမရနိုင်တဲ့ယောဂါကျမရှင်မှာရှိတယ်တဲ့ပြီးတော့တဲ့ကျမအခုအသက်လက်ပိုင်းရောက်နေပါပြီတဲ့ဒါပေမဲ့သူ့ကိုပေါ့နော်တကယ်မေတ္တာဆင်းနဲ့ချစ်တဲ့လူတွေတကယ်ချစ်တဲ့လူတွေဆိုတာမေတ္တာပေးတဲ့လူဆိုတာဘဝမှာခါမှမကြုံဘူးတဲ့စုံလည်းမစုံဘူးခဲ့ဦးတဲ့အဲ့လိုမျိုးသူ့ကိုကြောချင်အောင်လှုပ်ချင်တဲ့လူတွေဒီတိုင်းအပျော်ချမ်းတဲ့လူတွေဒီတိုင်းယူရနန်းခဏလောက်လာဖြင်းပြထွက်သွားတဲ့လူတွေအဲ့လိုမျိုး စစ်မစစ်မှန်တဲ့လူတွေနဲ့ပဲသူ့ဘဝမှာကြုံတွေ့ခဲ့ရတာပေါ့နော်အရင်လဲအထီးကျန်လို့အရင်လဲခံစားရတာပေါ့လေအစကပြန်ပြောပြပြီးတော့ဆရာတဲ့အဲ့ဟာတွေကတကယ်ဝတ်လည်တာပါတဲ့ပြီးတော့ဒီဝတ်ကျွေးတွေရှိရင်လည်းဒီဘဝမှာသူအကုန်အကြေးဆက်ပါတော့မယ်ပေါ့နော်ဆက်ချင်ပါတယ်နောက်ဘဝလည်းဒီဝတ်ကျွေးတွေမပါပြရစေနဲ့တော့ဆိုပြီးတော့ तू ကအဲ့ဆရာကသူကပြန်ပြောပြတာပေါ့နော်ပြီးတော့အဲ့ကောင်မလေးကအဲ့ဒီနောက်ပိုင်းသူလည်းဖျားတရားတွေလို့သူ့ဟာနဲ့သူလည်းနောင်နာရရတော့ ဒီအိမ်မက်တွေလည်းဆက်မမတ်တော့ဘူးအဲ့ချိန်ကျတော့မှဆိုတော့သူ့အိမ်မက်တွေဆက်မမတ်တော့တာ तू ကလည်းအကုန်လုံးတည်သွားပြီနောင်နာလည်းရပြီဖျားတရားတွေလည်းလုံနေပြီဝတ်ကြွေးတွေလည်းအကုန်ကြည်အောင်ဆက်နေပြီဆိုတော့အဲ့ဒီအိမ်မက်ကသူ့မမတ်တော့ဘူးတဲ့အဲ့ဒီနောက်ပိုင်းဟုတ်ကဲ့ပါဒါကတော့ကျွန်တော်လူဝင်စားနဲ့ပတ်သက်ပြီးတော့ဘူးတုတလည်းရရနောက်ပြီးတော့ဝတ်ဆိုတာလည်းတကယ်ဘဝကူးသွားရင်တော့လိုက်ပြီးလဲတယ်ဆိုတဲ့ဟာမျိုးကိုကျွန်တော်ပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်